အဲ profile picture တင်လိုက်တော့လေ like တွေလည်းအရန်တက်ပါတယ် share တွေလည်းအများကြီးရ comment တွေလည်းအများကြီးပေါ့နော်တချို့ comment တွေဖတ်ပြီးမှရေးတယ်ရေးရတယ်ပြောစရာလည်းကောင်းပါလားတချို့ရေးတာလေးတွေချစ်စရာကောင်းတယ်ရေးရတယ်တချို့ကျတိုက်ခိုက်တဲ့ပုံစံမျိုးရေးတာတော့မကောင်းပေါ့နော်အရန်ကိုမယုံလို့ရှိရင်လည်းနေပေါ့နော်တစ်ဖက်တစ်ဖက်သားကိုအရန်တိုက်ခိုက်တဲ့ပုံစံမျိုးပြောဆိုရတော့မကောင်းပေါ့နော်မတူတူကြော်ရွားတူတူဖော်စားပေါ့နော် profile ကလည်းအရန်အရေးကြီးပါတယ်လို့အဲ profile မှာလည်း profile picture မှာလည်းနမိတ်ပုံရိပ်ရှိတယ်လို့စကားမှာလည်းနမိတ်ပုံရိပ်ရှိတယ်ပေါ့နော်ဟုတ်ဒီမှာက GB ရှေ့ပြေနက်ခတ်ဘေဒင်ဆရာမနန်းတိတ်ထိဆန်ပါရှင့်ဆရာမအခုလက်တော်တော်လှူရှားဖြစ်တာပေါ့နော်ဒရိုက်တာဟင်းဆိုးစီမှာအမှုပညာတင်တန်းနဲ့ဒရိုက်တာတင်တန်းတက်နေတယ်ပေါ့နော် နမိတ်ပုံရိပ်ကအရင်အရေးကြီးရဲ့ကဘာတလွားမှာရှိတဲ့ဗောနော်လူမျိုးပေါင်းစုံဘာသာပေါင်းစုံကသူတို့ဖာသူတို့အဲသူတို့ရိုးရာယဉ်ကျေးမှုတလိနေဗောနော်နမိတ်တွေဖတ်ကြတာဗောဥပမာဗုဒ္ဓဘာသာမှာလည်းမြတ်စွာဘုရားမွေးဖွားမဲ့ကိစ္စကိုနမိတ်ပြတာလည်းရှိတယ်အဲခရစ်ယာန်မှာလည်းဒီသူတို့ရဲ့ဘုရားဗောနော်ခရစ်ယာန်ဘုရားမွေးဖွားလာမဲ့ကိစ္စကိုပုံနာတရားနမိတ်ဖတ်တာတွေနမိတ်တွေကိုမြင်တာတွေဟောကြားတာတွေကိုကျွန်တော်တို့လေ့လာခဲ့ရတာရှိတယ်ဗောနော် နမိတ်ကအခုမှပေါ်တော့မဟုတ်ဘူးဟိုဖះလက်ထက်ကလေးကပေါ်တဲ့ဟာ ਈ ပေါ့နော်အများအဖြစ်နမိတ်ကိုတရိတ်ဆန်တွေကနေဖတ်ကြတော့မရတဲ့ဥမာခွေးဝင်မယ်ဆိုလို့ရှိရင်ပတ်စံနေရမယ်မိတ်ဆွေဝင်လာမယ်ပေါ့နော်မိတ်ဆွေကောင်းနေရမယ်ဆိုရင်မအဲ့လိုမျိုးဖတ်တယ်တချို့ကလည်းအဲ့ခွေးကမှမအဖြူရောင်ခွေးဝင်ဘလို့အဝါရောင်ခွေးဝင်ဘလို့မဲရောင်ခွေးဝင်ဘလို့ဆိုပြီးပြအသေးစိတ်တွားတာရှိတယ်ပေါ့နော်။အကြောင်းဝင်လို့ရှိရင်အကြောင်းအဖြူဝင်လို့ရှိရင်မိသားစုတရရောက်ကဒေတက်တယ်ပေါ့ အဲကြောင်အဝဝင်လို့ရှင်ကန်ဆိုးမှုတွေရောက်လာမယ်ပြီးတော့ပြန်ကန်ကောင်းမယ်ပေါ့နော်ကြောင်အမဲဝင်လို့ရှင်တစ္ဆာဖောက်ခံရမယ်အဲအဲ့လိုမျိုးပေါ့တချို့ကျတော့ညက်ဝင်ရဲဆိုလို့ရှင်ပတ်စံရမယ်အဲပေါ့နော်ဒူဘိုင်းနိုင်ငံမှာတထေးကြီးတယောက်ရဲ့အဲ့ဒီသူ့ရဲ့ကားပေါ်မှာညက်တိုက်လာဆွဲတယ်တထေးဖြစ်မယ်ချမ်းတာကျွဲရမယ်ဆိုတော့လက္ခဏာကိုသူတို့ကလည်းနမိတ်ဖတ်တယ်ပေါ့နော်တချို့ဟာတွေကနမိတ်ဖက်ပုံဖက်ခြင်းတူတာရှိတယ်လို့ကွဲတာလည်းရှိတယ်ပေါ့နော်အဖားအိမ်ထဲဝင်လို့ရှိရင်ပတ်စံရမယ်အဲငက်တွေဖွင့်ရင်ပတ်စံရမယ် ပြားပတုံးမျိုးပဲလို့ရှင်ပတ်စံရမယ်လို့လက်ခံယုံကြည်တဲ့လူတွေလည်းရှိပါတယ်အဲ့လိုနမိတ်ဟောတဲ့လူလည်းရှိတယ်ပေါ့နော်အတလိတ်ဆံကိုကြည့်ပြီးနမိတ်ဖတ်တဲ့လူကအယံများတယ်ဥပမာလူတိုင်းနှိပါတိတဲ့အဟာဆိုတော့ငွေပေါ့ငွေမြင်လို့ရှင်ပတ်စံရမယ်ဒါပေမဲ့ကိုခီးသွားနေတဲ့အချိန်မှာလမ်းခုလက်မှာငွေကကက်လန့်ဖြတ်သွားတယ်ဆိုရင်ဒါကိုလုတ်မဲ့အလုတ်ကကြန့်ကြမယ်ခက်ခဲမယ်နောက်ဆက်နောက်ဆက်တွေဝင်မယ်ဆိုတော့နမိတ်ကိုသူတို့ကဖတ်ကြတယ်ပေါ့နော်ဒါအလွယ်တိတဲ့နမိတ်တွေပေါ့ တော်ယုံတန်ယုံမတည့်ရဲ့နမိတ်ကလည်းရှိသေးရပေါ့နော်အဲ့ဒါဘာတွေလဲဆိုတော့ရွှေဥမှာရင်မွေးလက်ဆောင်ရတယ်ရင်မွေးလက်ဆောင်ရရင်ကြော်ကြမယ်နော်အောင်မြင်မယ်ဆိုတော့တိတ်နမိတ်ဖြစ်တယ်ဖက်နဲ့တီးထီးရဲ့လက်ဆောင်ရရင်အကာအပွဲတစ်ခုခုရမယ်ဆိုတော့နမိတ်ပေါ့နော်အဲ့လိုရှိတယ်တိတ်မတိတာဆိုတော့ profile ပစ်ချန်နဲ့ပတ်တဲ့နမိတ်ပုံရိပ်ပေါ့နော်အဲ့ဒါကအရင်အရေးကြီးတယ် အာတချို့ရဲ့ပုံရိပ်ကဘလို့တင်ထားတချို့ profile picture ဘလို့တင်ထားလဲဆိုကမ်းလမ်းဖြတ်ခူးနေတဲ့ပုံလေးပေါ့နော်ဒီကြည့်ဟိုကြည့်အဲ့လိုမျိုးဆိုရင်စဉ်းစားကြည့်လေကမ်းလမ်းဖြတ်ခူးတယ်ဆိုလို့ရှင်အရှိနောက်ဘယ်ညာတွေကြည့်ပြီးတော့ဖြတ်ခူးရတယ်သူ့ဘဝမှာအများတန်းအခက်ခဲတွေအကျက်တဲတွေစိတ်ပန်မှုတွေတောကတွေနဲ့အများတန်းရင်ဆိုင်ဖြစ်ရှင်းရတာပေါ့နော်သူပြတက်တောင်တက်တာမဖြစ်ဘူးငြင်းနဲ့စိတ်ဖြစ်စီမှုဖြစ်မယ်ဆိုတာဒီ profile ကိုမြင်ပြီးဆိုဆက်မတော့ကနမိတ်ဖတ်နိုင်တယ်ပေါ့နော် အဲ profile picture တင်လိုက်တော့လေ like တွေလည်းအများတက်ပါတယ် share တွေလည်းအများကြီးရ comment တွေလည်းအများကြီးပေါ့နော်တချို့ comment တွေဖတ်ပြီးမှရည်ရဲရည်ရတယ်ပြောစရာလည်းကောင်းပါလားတို့ရဲ့ဟောပေါ့စိတ်ဖြစ်စီမှုလည်းတွေ့ရတို့ရဲ့ဘယ်လောက်ထိစိတ်ဖြစ်စီမှုရှိနေလဲဟောမြန်မာနိုင်ငံအခြေအနေကအားလုံးကစိတ်ဖြစ်စီမှုဖြစ်နေကြောဒီချိန်မှာလာပြီးမှဟာတလာလုံနေရလဲကိုကခွန့်လွတ်ပါလဲနားလဲပါသူပျော်ပါစေပေါ့ရေးချင်တာနေရင်းနေကြပါပေါ့နော် ချို့ရေးတာလေးတွေချက်စရာကောင်းတယ်ရေးရတယ်တချို့ကျတိုက်ခိုက်တဲ့ပုံစံမျိုးရေးတာတော့မကောင်းဘောเนาะအရန်ကိုမယုံလို့ရှိရင်လည်းနေပေါ့เนาะတစ်ဖက်တစ်ဖက်သားကိုအရန်တိုက်ခိုက်တဲ့ပုံစံမျိုးပြောဆိုတော့မကောင်းဘောเนาะဒါပေမဲ့ဆမတော့ပြဿနာမျိုးရှိပါအောင်အလောက်လေးတော့မမှုပါဘူးဘာဖြစ်လို့လဲဆိုကိုကအောင်မြင်မယ်ကြော်ကြမယ်လူကတော့နည်းများတော့တိခံရတာခွန့်လွတ်ရတာရှိရလေเนาะမတူတူကြော်ရောတိတူပေါ်စားပေါ့เนาะ profile ကလည်းအရန်ရေးကြည့်ပါတယ်လို့ တချို့ကအဲ့လိုပေါက်တက်ကြရတင်တဲ့ဟာတော့သူရရတဲ့ sign effect ကအရင်ကိုတိတာတဲ့လူတွေရှိတယ်တချို့ဖုန်းဆက်တဲ့ဆရာမတဲ့ဆမပြောတာအရင်မှန်တယ်ပေါ့သူ profile picture ကိုဘယ်လိုပေါက်တက်ကြရတင်နေပေါ့နော်အဲ့လို color အမဲလို့ပေါ့ negative sign နဲ့ပုံစံတင်တော့သူ protocol တွေရောက်တဲ့အကြောင်းတွေအများကြီးပဲအရောက်တရာကြော်တော့ဖုန်းဆက်ပြီးတော့သူတို့ရဲ့ခံစားမှုတွေသူတို့ရဲ့တကက်ကိုပိုင်အတွေ့အကြုံတွေမျှဝေလို့လည်းရှိတယ်ဝေဖန်ကြက်ရဲ့တွေရှိတာပေါ့နော်ဒါတော့မထူးဆန်းပါဘူး ဖះတော်မှာပေါ့နော်ဘေးဖန်ခံရတိုက်ခန့်ခံရပဲလေအဲခရစ်ယာန်ဖះမှာလည်းအဲ့လိုပြောပဲအကြောက်ခဲနဲ့အထုခံရတာလေဒါလည်းဒါရကရှိတယ်ပေါ့ဗုဒ္ဓဘာသာဖះမှာလည်းအဲ့လိုသူ့တိုက်ခိုက်တာနောက်ရက်တာရှိတယ်ကိုယ်တက်တာမှန်ပဲလေဘာမှဖြစ်ပါဘူးအလောက်လေးတိုက်ခိုက်တာတော့ဖြုံတော့မဖြုံဘူးပေါ့နော်ကိုပိုင်လွတ်လပ်စွာကွယ်လွဲခွင့်ရှိတယ်ပေါ့နော်ယုံရမယ်လည်းမပြောပါဘူးအားလုံးကလေယုံရမယ်လည်းမပြောပါဘူးဖះတော်မှာဟောဟာလေသူဟောတဲ့ သူပြောတဲ့စကားတိုင်းနဲ့ లై အကုန်ယုံစရာမလိုပေါ့နော်အဲ့တော့ကျမပြောတဲ့စကားတိုင်းနဲ့ယုံစရာမလိုပေါ့ကိုကကိုချင့်ချိန်ပေါ့နော်အဲ profile မှာလည်း profile picture မှာလည်းနမိတ်ပုံရိပ်ရှိတယ်လို့စကားမှာလည်းနမိတ်ပုံရိပ်ရှိတယ်ပေါ့နော်ဥပမာအရင်တော့ငါဖြစ်ခဲ့တာကိုတစ်ခုနှစ်ခုလောက်ပြောပြရမယ်ဆိုလို့ရှိရင်အိုးလေးလုတ်ပါဟိတ်ဆိုတချင်းပေါက်ပါကလေးက naked ဖြစ်တယ်ပေါ့နော်အောက်တချင်းရှိပါလေမဲမဲတက်တဲကိုချင်းပါလေ တတဲမဲမဲကြီးမဖြစ်တယ်ဆိုလို့မသိဘူးသိမှာပါအဲ့ကိစ္စအဲ့လိုဖြစ်ပြီးနောက်ပိုင်းစမတို့မြန်မာနိုင်ငံအဲ့လိုပေါ့နော်မောင်ရွားတော့ပေါ့နော်အမောင်ထုတ်ချီတက်မှာနေရတယ်ခက်ခဲတယ်ပင်ပန်းတယ်ဇန်တန်းတယ်ပေါ့နော်စကားမှာလည်းနမိတကယ်ရှိပါတယ်နေရာတိုင်းမှာကတော့နမိပုံရိပ်ရှိရပေါ့နော်အရင်ခက်ကလူတွေတတော်တုံးတယ်ဒီနမိပုံရိပ်ကပုံနာနေဆိုရင်အာတခုခုဆိုအများနဲ့နမိဖတ်နေတာအရင်တော့ဘယင်လက်ထက်ကဟာတွေကိုပြန်ပြီးပါတုံးတက်မယ်တမိုင်းကိုလိတ်လာမယ်ဆိုရင်နမိနမိဖတ်ပြီးမှအရှိတန်း အရှိတန်းထွက်တင်လားအနောက်ဆုတ်တင်တလားအော်ပေါ့နော်ရန်သူတိုက်ခိုင်းအောင်မြင်မလားအဲ့လိုပြတော့အများနဲ့နမိတ်ကိုဖတ်တယ်အစင်ကိုနမိတ်ဖတ်တာလည်းရှိတယ်အအမျိုးမျိုးပေါ့နော်ကျွမ်းကျင်ရကျွမ်းကျင်ရအဒီသူရဲ့ပညာရှင်တွေကကျွမ်းကျင်ရကျွမ်းကျင်ရဘာသာရက်နဲ့အလိုက်ကိုသူနမိတ်တွေဖတ်ကြတယ်ဒီခေတ်မှာတော့နမိတ်ဖတ်တဲ့အတတ်ပညာနည်းနည်းတော့ရှားသွားပြီအဲ့လိုပေါ့နော်ကျွန်မဆက်မတော့တော့ ဟိုပေါ့ပေါ့အလိုက်ပေါ်မှာဘယ်လာမင်းသူ့ profile ကိုကြည့်ရသူ့ရဲ့ ascent down man နဲ့သူ့စိတ်နေစိတ်ထားကို man နဲ့သူ့လက်ရှိဘာတွေခံစားရတာဆိုတော့ဆမတို့အဲ့လိုထိ man နိုင်တယ်ပေါ့သူခုဘာဖြစ်နေရလဲပိုက်နာနေတာလားသူမွန်းချက်နေရလားသူ့အိမ်ထားရဲ့အဆင်မပြေတော့ဆမတို့ profile ကိုကြည့်ပြီးမှတိနိုင်တယ်ပေါ့နော်ဆမတို့ကလည်း name ဖတ်တယ်ဘယ်ရင်ဆမတို့ကဘယ်ရင်ဆရာမဆိုတော့ name လည်းအသက်ပညာလည်းတင်ယူထားရတယ်နှက်ခက်အသက်ပညာလည်းတင်ယူထားရတယ်ဒီစကားပေါ့လူတယောက်ရဲ့အတန်အဆန်အဟံအတန်ကအဲ့လိုပြော့သလားမာသလားသူ့ရဲ့ ထွက်လာတဲ့အတန်အားပေါ့နော်ရှာဖျားထွက်တာလားလဲချောင်းကထွက်တာလားဝမ်ပိုက်ကလည်းထွက်တာလားအဲ့ဒီအတန်အဆန်အဟန်လဲဆမတော့တလိလာတင်ယူထားတော့ပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာတိုင်းရင်သားတွေတိုင်းရင်သူတွေအတန်ဝဲမယ်ဒါအဲ့လိုအတန်ဖြည့်တဲ့အချိန်ဖော့တဲ့အချိန်တော့အဲ့လိုမျိုးအဲ့လိုမျိုးလဲဆမတော့တစ်ဖက်တက်ပြောတာမဟုတ်ဒီအတန်ပါဝါအားဆိုတာရှိရပေါ့နော်အတန်ပါဝါအားကြည့်ပြီးတော့ဟိုစကားဝဲတိုင်းစကားမပြေတိုင်းဆင်းရဲမယ်နှိမ်ကြမယ်လို့တော့အတက်ဟောတော့မဟုတ်ဘူးသူ့စီမှာဆမတော့အတန်ကြားလိုက်တိုင်း ဒီအတန်ပါဝါဆိုတာမန်းနိုင်တဲ့သူတစ်ယောက်ကချမ်းသာမလားဆင်းရဲမလားဆိုတော့အဲ့အတန်ပါဝါလဲဆိုတော့ဖတ်တည်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့နမိတ်ပုံရိပ်ကနေရာတိုင်းမှာရှိတယ်တိရိစ္ဆာန်တွေမှာပြတဲ့နမိတ်ပုံရိပ်ရှိသလိုအဲဒီစကားလုံးမှာလဲပါဝါစကားပါဝါပေါ့ဥပမာဟာ iPhone အမဝယ်နိုင်ဥပမာပေါ့နော်အဲဒီ iPhone မပဲနိုင်ဘူးငါမပဲနိုင်ဘူးတလောက်စီးချစ်တဲ့အိုင်ဘွားငါတက်လုံးမပဲနိုင်ဘူးဆိုလို့ရှင်စိတ်ချပါခင်ဗျားတက်လုံးမပဲနိုင်မှာမဟုတ်ဘူးပေါ့နော်အာဒီလိုကားပြောငါမစီးနိုင်ဘူးဒီလိုအိမ်ငါမပိုင်နိုင်ဘူးစိတ်ချပါခင်ဗျားဘယ်တော့ပိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါစကားခင်ဗျားပါခင်ဗျားနမိတ်ဖက်လိုက်တာပါပေါ့နော်အဲ့တော့မငင်းညူပါနဲ့လို့အကြံပေးချင်တာအဲ negative စကားတွေတက်နိုင်တယ်ခင်ဗျမပြောပါနဲ့မငင်းညူပါနဲ့ပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုခင်ဗျကိုခင်ဗျနမိတ်ဖက်နေလို့ပါလို့ဟုတ်ကဲ့ပါရှင့်